ကိုရီးယားမင်းသားလိုအစင်လေးမလို့နိုင်ငံဒီမာလေးတွေကြားမှာနမေကြီးလာရင်ဝိုင်းစုခိုင်သိတချင်းလေးကထူအောင်ဝင်ဒီနေ့မှာတော့ကျမတို့ပရိသတ်တွေထူးသဖြင့်နိုင်ငံဒီမာလေးတွေရဲ့ပစက်ပြားမှာတော်တော်လေးရေပန်းစာထွန်းဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးကြမှာရီအဲ့ဒါကတော့ကြားမဟုတ်ပါဘူးအားလုံးဒီကြားရတဲ့အတိုင်းဆိုတော့ဝိုင်းစုခိုင်သိရဲ့မတော်တဆဆိုတဲ့တချင်းသေးထွက်ရှိလာခဲ့ပါရီဒီတချင်းအားထွက်ထွက်ကျင်းမာပြီးပရိသတ်တွေထူးသဖြင့်မိန်းကလေးပရိသတ်တွေရဲ့ခန်းစားချက်တွေနဲ့တိုင်းရိုက်ကိုင်းကြီးလုံးလုံးအရန်ကုန်မအောင်မြင်နေပါရီ ဒါပေမဲ့သစင်ကောင်းတွေမဟုတ်ပါဘူး။ဒီသစင်ရဲ့ music video MTV ကလည်းပရိသတ်ကိုတကယ်ဆွဲဆောင်သွားနိုင်ခဲ့တယ်။အထူးသဖြင့် MTV ထဲမှာပါဝင်သရုပ်ဆောင်သွားတဲ့တတူအားတဲ့တတူပညာရှင်ကောင်းလေး။အဲ့ဒီစင်လေးကြောင့်မိကလေးပရိသတ်တွေကြားမှာဂျာလီကဘသူလေးလေးဆိုပြီးတော့ဝိုင်းပြီးတော့စိတ်ဝင်စားနေကြငန်းနေကြတာကိုတွေ့ရပါတယ်။ဒီကောင်လေးကဘသူလေးပါလေအရာလေးဆိုတာကိုဒီနေ့သိစိတ်ပြောပြပေးသွားမှာဖြစ်ပါရီ။ဝိုင်းစုခိုင်တဲ့ရ DMTV တခုလေးကိုပဲတိတ်ချောင်းအောင်ကြောင်းကုံချခံပြီးတော့အမိုက်စားပုံပေါ်ရိုက်ကူးထားတာဖြစ်ပါရီ။ ဒါအတမိန် MTV တခုတည်းအများကြီးပို့တဲ့ကုန်ကြစေပါ MTV ရဲ့ဇလန်းပုံစံကလည်းလူငယ်ဆန်ဆန်ခမိုက်မိုက်ပုံစံလေးပါတတူအားတေကောင်လေးတယောက်နဲ့သူရဲ့ချစ်သူကောင်မလေးဝိုင်းစုတို့ရဲ့ချစ်ဇလန်းကိုပုံပေါ်ထားတာပါရိုက်ချက်တွေရောင်သွေးတွေဇလန်းတွေနဲ့ခံစားချက်တွေအားလုံးကပရိသတ်ကိုဖန်ဆားနိုင်ခဲ့ပါရီ DMD ရဲမှာအဓိကသရုပ်ဆောင်နဲ့တတူအားတေကောင်လေးရဲ့နေရာကတော်တော်လေးရှိပါခဲ့ပါရီသူရဲ့သရုပ်ဆောင်ချင်းသူရဲ့ရုပ်ရည်သူရဲ့စတိုင်က မိကလေးပရိသတ်တွေရဲ့အသေးကိုတကယ်ကိုမှခြေသွားနိုင်ခဲ့တာပါ ကွန်မန့်တွေမှာကြည်လိုက်ရင်ကိုရီးယားမင်းသားလေးကြားနေတာပဲအဲ့တတူဆရာလေးကိုပဲထိုင်ကြည့်နေတာအစင်လေးနာမည်လေးသိကျင်နေဆိုပြီးတော့ဝိုင်းဝိုင်းနေနေတာတွေ့ရပါတယ်သူရဲ့ bad wine ဆန်ဆန်တတူလေးတွေနဲ့ခမ်းမိုင်မိုင်ကာရိုက်တာကနှက်ခမ်းနေမလေးတွေရဲ့အကျိုင်းနဲ့သွားပြီးတော့ထထူကြနေကြတာပါကဲအားလုံးစိတ်ဝင်စားနေကြရင်အိမ်မော်ရီကောင်းလေးရဲ့နာမည်ကတော့ထူအောင်ဝေလို့ခေါ်ပါတယ်ထူအောင်ရလက်ရှိမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးနဲ့ခိုင်မာဆုံး Modern Agency တစ်ခုဖြစ်တဲ့ Star and Modern Agency က Talent Modern တူဖြစ်တယ်လို့သိရပါပါတယ် တိုင်းရမော်ရယ်အေဂျင်စီဆိုတာကတော့ဆရာကျော်လင်းပိုင်ဆိုင်တဲ့အေဂျင်စီဖြစ်ပြီးမြန်မာနိုင်ငံရဲ့ထိပ်တန်းမော်ရယ်တွေအနုပညာရှင်တွေကိုမွေးထုတ်ပေးခဲ့တဲ့နေရာတစ်ခုဆိုတာအားလုံးသိပါပြီ။ပို့ပြီးတော့အန်အောဆရာကောင်းတာကတော့ထူအဝေရဲ့တပ်ပါသူရဲ့ရင်ကျက်တဲ့မျက်နှာပေးနဲ့ခမမိုက်တရုပ်ဆောင်မှုတွေကြောင့်သူ့ကိုအသက်20ကျော်လို့ထင်ရပေမဲ့တကယ်တော့သူ့အသက်ဟာ19နှစ်ပဲရှိသေးရဲ့လို့သိရပါရယ်။ထူအဝေကမီဒီယာတစ်ခုမှဖြေကြားထားတာကတော့စိတ်ဝင်စားဖို့ကောင်းပါရဲ့။ သူ DMDV မှာပါဝင်ခဲ့တာတွေကတော့အစိုးရဝိုင်းစုခိုင်တဲ့ကိုရင်ကသူ့ကိုကိုညီတောင်းလို့ပါဝင်ပေးဖို့ကံလန်ခဲ့လို့ဖြစ်တယ်လို့ဆိုပါရီသူတွေမဝိုင်းစုဝိုင်းစုခိုင်တဲ့ကအမားတယောက်လို့ရန်ခင်ရသူဖြစ်တယ်လို့လည်းဖွင့်အားထားပါရီဒါကြောင့်ပရိသတ်တွေထင်တယ်လို့စုံတွဲတရုတ်ဆောင်တာမျိုးမဟုတ်ပဲအမှုပညာရှင်မောင်နှမတွေချင်းချင်းကိုညီတဲ့သဘောနဲ့ပါဝင်ခဲ့တာလို့သိရပါရီနောက်တဲ့စေဝင်စားစရာချက်ကတော့ MTV ထဲမှာတတူးတွေပြင်းတဲ့ bad wine ပုံစံမျိုးတရုတ်ဆောင်ထားပေမဲ့ထူအောင်ဝေးရဲ့အပြင်ကတကယ်ကာရီတာကတော့အလိုမဟုတ်ဘူးလို့သူကိုယ်တိုင်ကပြောထားပါရီ ။သူ့ရဲ့ပြင်ပုံစံကအေးဆေးဆေးပါပဲ။တခြင်းနဲ့ရလို့မဆိုးဘူးလို့ဖြည့်ရှင်းထားတာတွေ့ရပါရဲ့။ဒါပြင်သူ့ရဲ့ပရိသတ်တွေနဲ့စကားပြောဖို့အင်တာဗျူးတွေဖြေဖို့ကြည့်ရင်လည်းစကားပြောတာကနုနုညံ့ညံ့လေးနဲ့ချစ်စရာကောင်းတာကိုတွေ့ရပါရဲ့။ဒါကြောင့်လည်းမိခရီပရိသတ်တွေကသူ့ရဲ့ MTV တွေကရုပ်ရည်နဲ့တယောက်ဆောင်မှုကိုသဘောကျရောက်တယ်မကသူ့ရဲ့အပြင်ကနုညံ့ပြီးရင်ကျေးတဲ့ကာရီတာလေးကိုပါသဘောကျပြီးတော့ဝင်ရနေတာဖြစ်ပါရဲ့။အသက်၁၉နှစ်ပဲရှိသေးပြီးတော့ဒီလောက် professional ဆက်ဆံတည်ယုတ်ဆောင်တိုင်းဒီလောက်ဆွဲဆောင်မှုရှိရဲ့ထူအောင်ဝေရဲ့ရှေ့ဆက်မဲ့နုပညာကီလန်က တော်တော်လေးစောင့်ကြည့်ဖို့ကောင်းနေပါပြီ။ပရိသတ်ကြီးရောဝိုင်းစုခိုင်တဲ့ရဲ့တခြင်းတွေကဒီကောင်လေးကိုတတိထားမိကြလား။သူ့ရဲ့ဘဲချက်ကိုအကြိုက်ဆုံးလဲဆိုတာကိုမက်မာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။